သမ္မတဒေါ်နယ်ထရမ့်ကဇွန်၄ရက်မှာအမေရိကန်တက္ကသိုလ်ကြီးတွေကိုတိုက်ခိုက်မှုတွေပုံမုံလှုံ့ဆော်လာခဲ့ရာ Harvard တက္ကသိုလ်ကိုတက်ရောက်ဖို့လာတဲ့ပြည်ပကျောင်းသားအလုံးအတွက်ဗီဇာတွေကိုပိတ်လိုက်ပြီးကိုလံဘီယာတက္ကသိုလ်ကိုပညာရေးဆိုင်ရာတရားဝင်အသိမှတ်ပြုရာကိုရုတ်သိမ်းပစ်မယ်လို့ချင်းချောက်ခဲ့ပါတယ်။ Trump ကအမေရိကန်ထိပ်တန်းတက္ကသိုလ်တွေရဲ့နိုင်ငံတကာကျောင်းသားတွေဟာအမျိုးသားလုံခြုံရေးကိုချင်းချောက်နေတယ်လို့ပြောဆိုပြီးတက္ကသိုလ်တွေကိုထိန်းချုပ်ဖို့ကြိုးစားလျက်ရှိပါတယ်။ တက္ကသိုလ်ကြီးတွေဟာကျန်းဝင်းနေထဲမှာဂျူးဝါရစန့်ကျင်ရေးကိုလစ်လျူရှုထားပြီး liberal ဘက်ကိုရိမ့်နေတာကိုခိုင်မြင်းအောင်လုပ်နေတယ်လို့ Trump ကပြောပါတယ် Harvard မှာဇာလာသိမ့်ဖို့နိုင်ငံတကာကျောင်းသားတွေရဲ့ဝင်ခွင့်တွေကို6လရက်ဆိုင်ပြီးကန့်သတ်လိုက်တယ်လို့ဇွန်လရဲ့ညပိုင်းမှာအင်ပီရိုရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပြီးလက်ရှိပြည်ပကနေစီးရင်ပေးသွင်းထားသူတွေကို၎င်းတို့ရဲ့ဗီဇာတွေဖြတ်သိမ်းပြစ်နိုင်တယ်လို့ဖော်ပြထားပါတယ်။ Harvest ရဲ့ပြုမူပုံက Harvest ကိုနိုင်ငံသားចောင်းသားတွေနဲ့သူတည်တည်တွေအတွက်မသိလျော်တဲ့နေရာဖြစ်စေပါတယ်လို့ညွှန်ကြားချက်မှာဖော်ပြထားပါတယ်။ကျွန်တော်တုံ့လုံးမိပါတယ်။ဒါကတော်တော်ဆိုးရွားပါတယ်လို့ Austria ကလာတဲ့ Harvest နိုင်ငံရေးနဲ့ကန်ဒဝင်စာပေចောင်းသား Cas Modern က AFP ကိုပြောပါတယ်။သူကတက်နိုင်တဲ့လောက် harvest ကိုထိခိုက်စေဖို့သူ့ရဲ့သမရလုံပိုင်ခွင့်ကိုမတော်မတရားအသုံးပြုနေတာဖြစ်ပါတယ်လို့ modern ကပြောပါရယ် trump အစိုးရအဖွဲ့ရဲ့အစွန်ပိုင်းလုံဆောင်မှုတွေဖြစ်တဲ့ Harvest ရဲ့ចောင်းသားလက်ခံပိုင်ခွင့်ကိုဖျက်သိမ်းတာနဲ့ပြပចောင်းသားတွေចောင်းတက်ခွင့်တွေဖျက်သိမ်းတာတွေကိုတရားသူကြီးကဆိုင်းငံ့ပေးခဲ့ပြီးတဲ့နောက် Trump အဆိုရအဖွဲ့ကအထက်ပါကြီးညာချက်ကိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အဆိုရက Massachusetts ပြည်နယ် Cambridge မြို့မှာရှိတဲ့ Harvest ကို Federal ထောက်ပံ့ခွင့်နဲ့ Harvest ကိုကျိုးမြတ်ဖြစ်ထွန်းစေတဲ့ Contract American Dollar 3.2 billion ဝန်းကျင်ကိုဖျက်တောက်ခဲ့ပြီး Now Federal ထောက်ပံ့ငွေတွေပံ့ပိုးခြင်းကနေ Harvest ကိုဖယ်ထုတ်ထားမယ်လို့ဆိုပါတယ်